ဟယ်ရီရက်နက်လော်ရိုခရစ်ဆော်ဒန်ပေါ်မာဆင်တို့၄ယောက်အခုတစ်ပတ်မှာရှင်ပြိုင်ကစားမယ်ပရီးမီးယားလိဂိမ်းဝိ6ကိုဘယ်လိုခန့်မှန်းထားကြပါသလဲမင်္ဂလာပါကိုခိုင်းစတဖုတ်ဘောရှိုးအနေကျူတူဝါရီကျွန်တော်ကိုခန့်မှန်းပြည့်ဒီဘက်မှာရှင်ပြိုင်ကစားမဲ့ Game Week 6ရဲ့ပွဲတင် result တွေကိုနာမည်ကြီး Football Pandit တွေရဲ့ command ချက်တွေကျွန်တော်အခု sharing လုပ်သွားတော့မှာဖြစ်ပါတယ်။သူတို့ရဲ့အကြိုက်အသင်းတွေနဲ့ ကျွန်တော်ရဲ့အကြိုက်အသင်းတွေကိုပေါင်းဆက်ပြီးတော့ကျွန်တော်ညီကိုတွေကိုဝေမျှပေးတော့မှာပါထရပထမဆုံးပွဲ Brentford နဲ့ Manchester United အကြောပေးမှုရာ Man United တည်တည်ကြလို့မရဘူးအပြည့်ဝဆုံးရှုံးမှာဖြစ်ပါတယ်အန်နီရဲ့အတော်လေးကိုများတဲ့အကြောပေးမှုပါ United ကိုကြိုက်တယ်တည်ကြတယ်ဆိုမှသာလျှင်ရွေးချယ်ဖို့တင်ပါတယ်ပုံမှန်အားဖြင့်ဆိုရင်ဒီပွဲတင်က Manchester United လုံးဝနိုင်စရာအကြောင်းမရှိဘူးတည်ပွဲတစ်ပွဲပဲဖြစ်ဖို့များတယ်အဲ့တော့ Ragnap ကတူတူ လော်ရိုကလည်းတူတူခရစ်ဆော်ဒန်နဲ့ပေါ်မဆင်းကလည်းဝမ်ဝမ်ဆိုတဲ့ရလဒ်တွေပဲခံမှန်းထားပါတယ်ပန်တစ်၄ယောက်လုံးဒီယူနိုက်တက်လုံးဝမနိုင်ဘူးဆိုတဲ့သဘောမျိုးခံမှန်းထားကြပါတယ်အကြိုက်ချင်းတူနေတဲ့သဘောမျိုးပေါ့နော်ကျွန်တော်ကတော့ preview ထဲမှာလည်းပြောပြီးပြီတရေကြဖို့များတယ်တို့ပေမဲ့99 J percentage အနည်းငယ်ရှိရင်တောင်မှယူနိုက်တက်အသင်းကိုတော့ရွေးလို့ရတယ်ဒီချိန်မှာမှလမ်းကြောင်းမှန်ပေါ်မတက်နိုင်ဘူးဆိုရင်ကျွန်တော်တိတ်ပြီးတော့ ိုတကယ်ပွဲချက်ကာလာတွေရောက်ရင်အရင်မျောလင်းလို့မရတော့ဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ကတော့ဒီပန်းတေ၄ရောက်နဲ့အမြင်ချင်းအနေနဲ့ကွဲလွဲခြင်းနဲ့ United အသင်းကိုရွေးချယ်ခြင်းပါတယ်ကဲကျွန်တော်နောက်ထပ်တစ်ပွဲက Chelsea နဲ့ Brighton အော်ဒီပွဲရဲ့အကျော်ပေးမှုက Chelsea သည်တည်ရကြရင်အပြည့်ရှုံးသွားမှာဖြစ်ပါတယ်ဒီပွဲကလည်း United ပွဲနည်းတူပဲအမတက်အမတန်ဟူ risk များပါတယ်။တေကြလို့တဝက်ဆုံးရှုံးနေဆိုရင်တော့ပြဿနာမရှိပါဘူး။အခုအပြည့်အဝကြီးဆုံးရှုံးတဲ့အခါကျတော့ Chelsea တေကြပေါက်နိုင်မှသာလျှင်ရွေးချယ်ရမယ့်သဘောမျိုးဖြစ်နေပါတယ်။ဒါပြင် Chelsea မှာကစားသမားမစုံမလင်တဲ့ကစားမှာဖြစ်ပါတယ်။ကိုပါမမပါဘူး၊တိုစင်အာရယာဘီယိုမပါဘူး၊ Trevor Chalobah ပွဲပန်းနေတဲ့ Wesley Fofana မပါဘူး။လူငယ်လူရည်တွေနဲ့ကစားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကတော့ handicap ရွေးချယ်တာတဲ့စာရင်တော်တယ်ကိုကျွန်တော်ရွေးချယ်ခြင်းနဲ့ blind ပေါက်နဲ့ ဖားကောက်နိုင်တဲ့အသင်းနှစ်သင်းတွေ့ဆုံတဲ့ပွဲဖြစ်လို့ပါအဲ့တော့ကျွန်တော်တော့တူတယ်ကို over ပါ Harry Redknapp ကတော့ Chelsea 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ် Lloro ကတော့ Chelsea 2-0နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီး Chris Southern က1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ် Paul Merson ကတော့2-1နဲ့ Chelsea နိုင်မယ်လို့ခန့်မှန်းထားပါတယ်ခင်ဗျကဲနောက်တစ်ပွဲ Palace နဲ့ Liverpool တကယ်ကိုကြည့်ကောင်းလာနိုင်တဲ့ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်အကြောပေးမှုကပျော့ပြောင်းပါတယ်တည်ကြရင် အပြည့်ဝဆုံးရှုံးရမယ်တကူးသွင်းအပြည့်ဝနိုင်မယ်ဆိုတော့အသင်းသုံးသင်းရဲ့အကျော်ပေးမှုတွေဒီအရန်ပျော်ပြောင်းနေတယ်ဒီသုံးသင်းမှာအသင်းသုံးသင်းလုံးရှုံးတာမဖြစ်နိုင်တယ်လို့အသင်းငယ်သုံးသင်းလုံးလည်းနိုင်သွားတဲ့ပုံမျိုးတော့မဖြစ်နိုင်ဘူးတသင်းသင်းတပွဲပွဲထဖောက်ဖို့အခြေအနေရှိပါတယ်ဆိုတော့ဒီ Palace နဲ့ Liverpool ပွဲအကြိုက်ဒီပြောရမယ်ဆိုရင် Redknapp က1-1တေပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားတယ်လော်ရိုကတော့ Liverpool 2-0နဲ့နိုင်သွားမယ်လို့ခန့်မှန်းထားပြီး Southampton က ဇီးဇီးခံမှန်းတာပါတယ်။ပေါ်မဆင်းကတော့ဝမ်းဝမ်းခံမှန်းတာပါတယ်။များသောအားဖြင့်တရေပွဲခံမှန်းကြတာများပါတယ်။ကျွန်တော်လည်းဒီပွဲစဉ်မှာတရေပွဲပဲအာရုံရနေပါတယ်။အဲ့တော့ကြောင့်ပဲလစ်အတင်းကိုရွေးချယ်ပေးကြပါတယ်ခင်ဗျ။နောက်တစ်ပွဲလီးစ်ယူနိုက်တက်နဲ့ဘုံမောက်ရန်နပ်ကတော့2-1နဲ့ဘုံမောက်နိုင်သွားမယ်လို့ခံမှန်းထားပါတယ်။လော်ရိုကဝမ်းဝမ်းတရေပွဲဖြစ်သွားမယ်လို့ခံမှန်းပြီးဆောက်တန်ကတော့2-1နဲ့ဘုံမောက်နိုင်သွားမယ်လို့ခံမှန်းထားပါတယ်။ပေါ်မဆင်းကလည်း3-1နဲ့ဘုံမောက်နိုင်မယ်လို့ခံမှန်းထားပါတယ်။ အာရှရဲ့အကြောပေးမှုရအဝေးကွင်းမှာလာကစားရတဲ့ဘုံမောက်ကပြန်အကြောပေးထားတာတရေတဝက်ရှုံဒီလိုပွဲမျိုးတွေဒီအခုလက်ရှိခြေသွမ်းတက်နေတဲ့ဘုံမောက်အသင်းအတွက်ရွေးချယ်တဲ့နဲ့ကျွန်တော်ရင်းနှီးတဲ့ပွဲမျိုးပေါ့နော်တရေကျသွားသည့်တိုင်အောင်တော်ဝဲပဲဆုံးရှုံးမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပန်ဒစ်တွေနဲ့အတော်များများအမြင်တူတယ် ဘုံမောက်ကိုရွေးချယ်ပေးကြပါမယ်။ဟုတ်ကဲ့တလက်စာရေးမိဆက်ပေးခြင်းနဲ့ကျွန်တော် အခုဗီဒီယိုကိုကူညီပတ်မှုထားတဲ့ football game မှာ iBook coach ကိုငါတို့လုံးမဲ့ sport 8တို့နဲ့ one expert ကိုကစားလို့ရပါတယ်။မြန်မာချင်းနဲ့တီးတဲ့ကစားလို့ရတယ်လို့ဘန်းဝင်နဲ့လည်းကစားနိုင်ပါတယ်။အသေးသေးသိချင်တယ်ဆိုရင်တော့ဘယ်နဲ့မဲ့6တလုံးကုန်လုံးငါတို့လုံးမှာဆက်သွယ်ဆုံးတယ်မေးမြန်းလို့ရပါတယ်ခင်ဗျာ။ Okay နောက်တစ်ပွဲ Man City နဲ့ Burnley Man City ရဲ့အကျော်ပေးမှုကြီးကလမ်းပြန်ထွက်နေတယ်။2-0 အဲ့ဒီပွဲစဉ်ကို Harry Redknapp က Man City 4-0နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Lauro ကတော့ Man City 3-1နဲ့နိုင်မယ်လို့ခန့်မှန်းပြီး Southampton က Man City 3-0နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Bournemouth ကလည်း Man City 2-0နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Pandit တွေအကုန်လုံး Man City အရှုံးဆိုတာမရှိဘူးပေါ့နော်။ Reset ရလည်းမရှုံးဘူး၊ကြေးရလည်းမရှုံးဘူး။ကျွန်တော်လည်း Man City ကြိုက်တယ်။ Man City ဒီပွဲစဉ်မှာ6ပြတ်သွင်းမယ်လို့ထင်နေပါတယ်။ကြည့်ကျွန်တော်နောက်တစ်ပွဲကတော့ Northern Forest နဲ့ Sunderland Harry Redknapp က1-1တေဝဲဖြစ်သွားမယ်လို့ခမန်းထားပါတယ်။ Loro ကတော့1-0နဲ့ Northern Forest နိုင်သွားမယ်လို့ခမန်းထားပြီး Chris Southern ကတော့2-1နဲ့ Northern Forest နိုင်သွားမယ်လို့ခမန်းထားပါတယ်။ပေါ်မာဆင်ကလည်း1-0နဲ့ Northern Forest နိုင်မယ်လို့ခမန်းထားပါတယ်။ကျွန်တော်အများနဲ့ပြောနေကြစကားလို့ပေါ့နိုင်ငံခြားကပန်တစ်တော်တော်များများဆန်ဒလန်ကိုဆိုရင်အယုံကြည်မရှိကြဘူးအဲ့တော့လီဘရစ်တီ ်အော်ဂူလာရဲ့အကောင်းဆုံးမန်နေဂျာစုထဲမှာပါလာတယ်ဗျာစကားတင်စီးရင်မှာပေါ့ဒါပေမဲ့ဆန်နလန်ကိုအခုချိန်ထိပန်ဒစ်တွေမယုံတာတော့ကျွန်တော်အနှင်းငယ်အံအားသင့်မိတယ်ဒီပွဲစဉ်ရဲ့အကျော်ပေးမှုကျွန်တော်ကြည့်မယ်ဆိုရင် Northern Forest ကတကိုးသွင်းရင်တောင်မှတဝက်ပဲပျော်ရွှင်ခွင့်ပေးထားပါတယ်အကျော်ပေးမှုရပြေးနေပေါ့နော်ပြောမယ်ဆိုရင် Shock ကျွန်တော်ကဒီပွဲစဉ်မှာပန်ဒစ်တွေနဲ့အမြင်ချင်းတော့ကွဲလွဲခြင်းနဲ့ဆန်နလန်အသင်းကိုစွန့်စားရွေးချယ်ကြည့်ကြပါတယ်ခင်ဗျနောက်တစ်ပွဲ Tottenham Hotspur နဲ့ Wolverhampton 1D ဆိုတဲ့အကျော်ပေးမှုပေးထားပါတယ်ကျွန်တော်မြင်ရသလောက်ဒီအကျော်ပေးမှုကအာရှမှာအများရင်ပြောင်းလဲနေတယ်တလုံးတစ်ဝက်ရှုံအခု 1D ဆိုတော့မငြိမ်ဘူးပေါ့နော်ကြေးရအဲ့ဒီပွဲစဉ်ကိုပန်ဒစ်တွေဘယ်လိုခတ်မှန်းထားသလဲကျွန်တော်တို့ထပ်ရှုမယ် run up ကတော့ Tottenham Hotspur 3-0နဲ့နိုင်သွားမယ်လို့ခတ်မှန်းထားတယ် Loro ကတော့1-0နဲ့ကတ်နိုင်သွားမယ်လို့ခတ်မှန်းထားပြီး Southampton လည်း1-0ပဲဖြစ်ပါတယ်ပေါ်မာဆင်ကတော့2-0ဖြစ်ပါတယ်အဲ့ဒီလိုပွဲမျိုးကခတ်မှန်းရတာအနည်းငယ်တော့ခတ်တယ် ဲကျွန်တော်ကတော့ Tottenham Hotspur တင် Hoovanden ကိုဂိုးပြတ်နိုင်သွားမယ်လို့တော့ထင်တယ်ဗျ Hoovanden ရဲ့နောက်တန်းစိတ်မချရတယ် Tottenham Hotspur လည်းဒီနီးပြ Thomas Frank လက်ထက်မှာမဆိုးလာတဲ့ခြေစွမ်းလေးပြထားတဲ့အတွက်ကြောင့် Spurs ကိုရွေးချယ်ချင်ပါတယ်နောက်တစ်ပွဲကျွန်တော်လာပြီ Aston Villa နဲ့ Fulham အဲဒီပွဲတင်ရဲ့အကြောပေးမှုက Aston Villa ကတရေတဝက်ရှုံးဒါကအတော်လေးပျော့ပြောင်းသွားတဲ့ကြေးပေါ့နော် Villa Park မှာ Fulham ကိုကြေးပြင်းပြင်းမပေးရဘူးဒီပွဲတင်ကို Ragnap က1-1တိပွဲဖြစ်မယ်လို့ခန့်မှန်းထားပါတယ် လော်ရော2-1နဲ့အက်စတွန်ဗလာနိုင်သွားမယ်လို့ခမန်တာပြီးဆောက်တန်က1-1တည်ပွဲဖြစ်မယ်လို့ခမန်တာပါတယ်။ပေါ်မဆင်ကလည်း1-1တည်ပွဲဖြစ်မယ်လို့ခမန်တာပါတယ်။တည်ရပွဲဖြစ်ဖို့ percentage တော်တော်လေးများတယ်။သူ့အမယ်ချေးရအရန်တန်နေတယ်ပေါ့နော်။အဲအင်ရှင်ဗလာကတည်ကြရင်တော့တဝက်ပဲရှုံးမှာ။အဲ့တော့ကျွန်တော်ကတော့ဒီပန်ဒစ်တွေနဲ့အနေငယ်ဝိဝါဒကွဲလွဲခြင်းနဲ့ကျွန်တော်အက်စတွန်ဗလာအသင်းကိုရွေးချယ်ပေးခြင်းပါတယ်။ ကျွန်တော်နောက်တစ်ပွဲက Newcastle နဲ့ Arsenal အဲဒီတစ်ပတ်ရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေဒီမှာတကယ်ကြမ်းတဲ့ပွဲပေါ့နော်အကြောပေးမှုရ AIB တရေတဝက်ရှုံးမဲ့ပေးထားပါတယ်တရေကြဖို့များတဲ့ပွဲဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်ကို Harry Redknapp က1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ် Lord War ကို Arsenal 1-0နဲ့နိုင်မယ်လို့ခန့်မှန်းထားပြီး Chris Southern က Arsenal 2-1နဲ့နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ Bournemouth ဆင်ကတော့1-1တည်ပွဲဖြစ်သွားမယ်လို့ခန့်မှန်းထားပါတယ်။အဲကျွန်တော်ကတော့တည်ပွဲတပွဲဖြစ်ဖို့များတယ်လို့ထင်တယ် သို့တော့တရေဖြစ်နေတော့မှတဝက်လောက်ပဲဆုံးရှုံးမယ်ဆိုရင်အာစနယ်လိုအသင်းမျိုးကယင်းတင်တယ်ဗျာနှစ်သင်းလုံးပြီးရင်ချန်ပီယံလိကစားမှလည်းတူတယ်အဲ့တော့ပြဿနာတိတ်မရှိဘူးကျွန်တော်တို့အာရီကိုပဲယင်းပါတယ်ခင်ဗျာကဲနောက်တစ်ပွဲကတော့ Everton နဲ့ Watson ဖြစ်ပါတယ် Harry Redknapp က Everton 2သီးနိုင်မယ်လို့ခမန်းတာတယ် Loro Southampton အကုန်လုံးက2သီးလို့နဲ့ Everton နိုင်မယ်လို့ခမန်းတာပြီးပေါ်မဆင်ကတော့3-1နဲ့ Everton နိုင်သွားမယ်လို့ခမန်းတာပါတယ်အဲဒီပွဲစဉ်ကလည်းဟိုတေချာတလူကြီးဖြစ်နေတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ ဂရန်ဘော်တာရဲ့အနာဂတ်ကရိုင်းအစင်မပြေတော့ဘူးထုတ်ပယ်ခံရဖို့တော်တော်လေးနီးစပ်နေပြီ Everton ကတော့မာကုံရှိတယ် Goodson Park မှာအသင်းကောင်းတစ်သင်းအဖြစ်ကစားနိုင်တယ်အကြောပေးမှုရလည်းတကူးသွင်းမှတဝက်ပျော်ရွှင်ခွင့်ရမယ်အဲ့အတွက်ကြောင့်ကျွန်တော်တို့ Everton အသင်းကိုအားလုံးဟိုထပ်တူညီသွားနဲ့ရွေးချယ်ပေးကြပါရစေခင်ဗျာ